လမ်းမပေါ်မှာကပြရင်ငလင်ပေးတွင်တိန့်တထောင်ရှာအောင်လူနှမ်းပေးတော်မေဘုဒ္ဓကုတုကတော့အမေဖြစ်သူနဲ့တတော်ဘီယိုလေးဆိုရင်လည်းနိမေကြီးလာခဲ့တဲ့ဆယ်လီတယောက်ဖြစ်ပါရင်ဒါပြင်ဘုဒ္ဓကလူတန်းနဲ့ပတ်သက်ရင်ရန်ကုန်မှာရရောသူတယောက်ပါချွချွတတဲ့ဖွားဝရီကိုလည်းဘုဒ္ဓကသူ့ရတဲ့နုပညာကျေးလေးတွေနဲ့တနေ့တလောက်လူတန်းပေးနေကြတာပါ ရေဘေးတို့ကလည်းပို့တူကအလူငွေရဖို့အတွက်အကအကရင်လူခံထွက်ခဲ့တာပါ။ပြီးခဲ့တဲ့ရက်ပိုင်းမှာငလင်းကြောင်ဒုက္ခရောက်သူတွေများလာတဲ့အတွက်ပို့တူဟာသူ့ကိုယ်ပိုင်စုထားတဲ့ပတ်စံလေးနဲ့လှူဒန်းသလိုအလူငွေတွေလည်းကောက်ခံလို့နေခဲ့တာပါ။ရေဘေးတို့ကဆိုရင်တော့ပို့တူကလှူပေးဖို့ပတ်စံရှိရမလို့လမ်းမပေါ်ထွက်ကအလူငွေကောက်ခံပါရီ။ ဒါပေမဲ့သူကပို့တူကအလူငွေတွေကိုလှုပ်ရှားဖို့ကောက်ခံနေလို့ဝေဖန်ကြတာပါအစိုးရဝေဖန်ချက်တွေကိုဂီယုမဆိုင်ပဲနဲ့ငလင်ပေးအတွက်လေပို့တူကလူခံထွက်ခဲ့တာပါအလူခံထွက်တဲ့အချိန်မှာပို့တူကအကကပြရင်းနဲ့လူခံတာပါလာလို့ပေးတဲ့သူတွေကိုတစ်တော့သချင်းလေးတွေနဲ့ပူတူအားကပြတာပါအခုလိုကပြတာကြောင့်အန်ဒီကြီးတွေကသဘောကျကအလူငွေတွေထည့်ပေးကြပါရီပူတူကနေချစ်ချစ်တောက်ပူနေတဲ့အချိန်မှာတောင်မှတလန်းဝင်တလန်းထွက်ကအလူငွေကောက်ခံတာပါဈေးတွေနဲ့လူစီကားတဲ့နေရာတွေမှာလေနေပူထဲမှာမမောနိုင်မပန်းနိုင်ကပြခဲ့ပါရီ ဗုဒ္ဓဝါစိတ်ပင်ပန်းနေရတဲ့သူတွေတခဏတာစိတ်ပန်းဖြည့်ဆည်းဖို့အတွက်ကပြတာပါ။နေရက်အတွင်းမှာဗုဒ္ဓကအလှငွေ3500အထိလူခံနိုင်ခဲ့ပါတယ်။နောက်ထပ်နေရက်အတွင်းမှာအလှငွေ3500လောက်အထိကိုမှရှာလူခံသွားမှာပါ။ဒါကြောင့်ဗုဒ္ဓကအလှငွေ3000လောက်အထိရှာအောင်ကိုမှလူခံသွားမှာဖြစ်ပါတယ်။3000ပြည့်ပြီဆိုတာနဲ့ဗုဒ္ဓကတကယ်ကိုလိုအပ်တဲ့နေရာတွေကိုသာလူတန်းသွားမှာပါ။လာလူပေးတဲ့သူတွေကလည်းရှိလို့လူကြတာမျိုးမဟုတ်ဘဲနဲ့ချွေးနေစားတဲ့ကဖဲ့ပြီးတော့လူပေးရကြောင်းပို့တုကအလေးလေးမရှိအောင်စူးစမ်းပေးတော့မှာပါ တကယ်လို့အတက်နေရာကိုစုံစမ်းထားသလိုကိုရင်ပင်မန်းခန့်ကတိန်တက်တိန်ဆဲလူတန်းပေးတော့မှာပါငယ်ရင်ပေးတင်ပြီးတော့နောက်ရက်တည်းမှာပို့တူကစကိုင်းဘက်ကိုသွားကတိန်300သွားလို့ပေးတာပါစကိုင်းဘက်ကတကယ်ချွတ်တဲ့တဲ့နေရာတွေကိုပို့တူကိုရင်ရှာကသွားလို့ပေးခဲ့တာပါအချို့နေရာတွေမှာဆိုရင်ပို့တူလို့ပေးတာကြောင့်ဝမ်တာကအမေအိုးကြီးကထိုင်ကြတော့တာမျိုးတောင်မှဖြစ်ခဲ့ပါရီပို့တူကအခုလိုပြုမှုတွေကြောင့်ရန်ကုန်မှာဝမ်နေကတူတူဖတ်ငိုခဲ့တာမျိုးလေးရှိပါရီပို့တူကငွေသားတွေလှူပေးုံသာမကမိသားစုဝင်တွေဆုံးရှုံးလိုက်ရတဲ့သူတွေကိုလည်းဖတ်ကားနှစ်သိပ်ပြီးတာမျိုးပါလုပ်ခဲ့တာပါ ဒါပြင်ဘုတို့ကပူဆေးတော်ကရှောင်းနေတဲ့သူတွေကိုခဏတာစိတ်သက်သာရစေဖို့အတွက်ကပြခဲ့တာလည်းရှိပါသေးတယ်။ဘုတို့ကပြောလို့ကပြတာမျိုးမဟုတ်ဘဲနဲ့ဝန်နေမှုကိုဖြစ်သိကျင်တာကြောင့်မှဘုတို့ကလူခံတဲ့အချိန်မှာဖက်နယ်လေးကိုချက်ခါလူခံတတ်တာပါ။ဘုတို့ရဲ့စူးစမ်းမှုကိုပြည်သက်တရားလေးတိမဲ့ပြကြပါသေး။ဘုတို့ကအမှန်တကယ်ကိုမှကုညီပေးနေသူဖြစ်ကစိတ်ကောင်းစေတနာရှိသူတရားလို့ချစ်ကျနေကြတာဖြစ်ပါသေး။ဘုတို့ကတော့ငလင်ဘေးကိုကုညီဖို့အတွက်ပြင်ပန်းခံကစူးစမ်းသွားအောင်ပါ။လမ်းမပေါ်မှာကပြရင်ငလင်ဘေးတွေ သိန်းတစ်ထောင်ရအောင်လူတန်းပေးသွားမယ်ပုထုပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်အဘိနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလည်းကိုယ်စီနှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်စာပါလိုက်ပါစေနော်အဘိနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလည်းကကြီးသုံးမမအမြန်ဆုံးကြော်လာနိုင်ပြီးတော့မြန်မာနိုင်ငံကြီးလည်းအမြန်ဆုံးနေကောင်းလာပါစေလို့ကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆူတောင်းပေးရင်ဒီဗီယိုလေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေရှင်။